အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम မတ်ခင်လေးရေးထားတဲ့ကုန်းခိုရာဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။ကုန်းခိုရာအမေကျမဥကြော်ခင်ကိုယူလိုက်တော့မယ်။ဆုံးဖြတ်ပြီးပြီ။ဈေးပန်းကိုပြချပြီးချွေးတွေတုတ်ရင်ခင်မွန်ပြောလိုက်လေသည်။ ထင်ထားသည့်အတိုင်းမိဖို့တောင်းတဲ့စကားတောင်းကလေးနဲ့ကြက်သွန်ထိုင်းတင်နေသောအမိတရားခင်းမော့စကားကိုကြားသည်နှင့်ချုံပွဲချ၍ငိုပါလေတော့သည်ကျဲသည့်တလုံးများမရှိတော့သဖြင့်ဟိုဘက်ဒီဘက်ကြိတ်တချောင်းဖြင့်လှမ်းတွယ်ထားသောရှိခွဲဗော်လီနှင့်အဝါလားအပြာလားအမိမဖော်နိုင်တော့သည့်အလုံးကြီးကိုဝတ်ဆင်လျက်ခေါင်းမော်တွင်ဖြူချောင်းချအမွေးမြင်တို့ကပလူပြန်နေက ပရေနေရီတို့ပင် တွဲကြနေလင်း အမေရုပ်ရည်သည်အိုချင်းရောမွေးချင်းပါ ပြည့်စုံနေလေသည်ခြေထောက်နှောင်းဇုံပစ်ထိုင်ရင်ခါကလေးကောင်းကတဟီဟီ အော်မြင်လျက်အမေတယောက်ငိုချင်း၌အရှိန်ရွေနေ၏မယူရဘူးမယူရဘူးအမလီတွားလေသူကြီးရဲ့တော့သမီးကသူ့အဖေတော့လောက်ရှိတဲ့ဟာကြီးကိုယူမလို့တဲ့တော့ကြားလို့မှကောင်းကြသေးရဲ့လားကြားလို့တဲမကောင်းတော့ကိစ္စကို အတန်ကုန်အဟင်ငိုရောကပြောနေမှာတော့ဘယ်လို့မှကြောက်လို့ကောင်းမည်မဟုတ်တော့ပြီတို့တို့ငိုပါအမေရဲ့ဟုဟန်တာမီပြုတ်ပြီးမှအိုးဒါအားလုံးသိရမယ်ကိစ္စပဲဟုစဉ်းစားမိတဲ့ဖြင့်ခင်မွန်ဒီအမေကိုစိတ်ကြိုက်ငိုခွင့်ပြုထားလိုက်မြေရဲ့အနေငယ်ဆဲလင်တစ်ချက်နှစ်ချက်ရှိုက်ခါအမေဒီသူ့လက်ဖွာလေးနှစ်ဖက်ဖြင့်မျက်လုံးနှစ်ဖက်ကိုစုံပွ့၍နေရှာသည် ထို့အခါမှာအသက်စိတ်ကြောသည့်တိုင်ဘယ်ယောက်ျားကိုယူပါမည်ဟုသူ့ကိုတခါမှ နားမချခဲ့ဘူးသောအမေကိုဥကြောခင်ကို သူ့ယူမိအကြောင်းနားချခွင့်ရလေသည်အမေပြောသလောက်လည်းအသက်မကြီးသေးပါဘူးအမေရဲ့90ကျော်ပဲရှိပါသေးတယ်ဘယ်လောက်ကျော်ပြီဆိုတာကိုတော့တိတိကျကျသူမပြောပြီသို့တော့ပြောပြီးတော့ဆုံးဖြတ်ချက်ကိုတော့မပြင်းတော့ဟု စိတ်ကူ၏ ခုမနဲ့သူ့ဟင်းရဲတွေကားတက်ကြိတ်လိုက်တော့အချိန်မှာပဲဒီဆုံးဖြတ်ချက်ကိုသူ့ချလိုက်ခြင်းဖြစ်သည်ကားဘိန်ကြောင့်ကျိမွားကုံတော့ဟင်းရဲတွေကိုခြေထောက်နဲ့ထကန်ပြစ်လိုက်ပြီးတိတ်ချင်းစိုးကြီးဟုလှန့်ဆဲလိုက်ခါဦးကျော်ခင်ကိုယူမှပဲအေးမယ်ဟုတခါတည်းဆုံးဖြတ်လိုက်ခြင်းဖြစ်သည်သူ့ဆုံးဖြတ်ချက်သည်ပူပူနွေးနွေးပင်ရှိသေး၏ဟုတ်သည်ဦးကျော်ခင်ကိုယူမှပဲဒီတိတ်ချင်းစိုးကြီးတွေရန်ကလွတ်မည် လောက်ကိုင်းစားကြရတာချင်းအတူတူဘဝတူချင်းရဲ့လို့စာစာနာနာမရှိကြသောထိုကားသမားတွေကိုသူစိတ်နာလာသည်ဟွန်းတန်တတီတီကြားသည်နှင့်ဈေးပန်းကိုစီမလည်းရဲ့စစ်ပွဲမှာဘုံကြတယ်လို့ပြေရသည်တော့မဟုတ်လို့ဖြင့်ပမာမခန့်ရှိသည်ဟုထင်ကလမ်းပေါ်ရှိသည်များအလုံးတက်ကြိတ်သွားလင်တနေ့အရင်ပြုတ်ရကနေ့ပြန်တို့နှင့်ညရပြန်ချိ၏ဘဲသူသွားတိုင်လို့မှလည်းမရ တိုင်ချင်းတိုင်လင်းကားဂိတ်ရှိသည့်ဈေးလန်ကြတဲ့ရင်ပိတ်ဆိုအောင်လောက်ရကောင်းလားလို့အဖန့်တောင်ခံရအောင်မည်။ဒါကြောင့်ဥကြောခင်ကိုယူတဲ့သည်ဟု သူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ဒါမှပဲဒီပြန်ကြဘဝမှလွတ်မည်။မဟုတ်ရင်ဟင်းရွက်တွေမှသာမဟုတ် သူ့ကိုပါတနေ့နေ့ကားဂိတ်မသွားဘူးဟုမပြောနိုင်ပေ။ပါ90ကျော်လေ။90ကျော်တော့ရောငါက60ကျော်ဟဲ့။ကွာလ10နှစ်ပေါ့ ညှိဖြေရမဟုတ်ဘူးလားဟဲ့ပြီးတော့မုတ်ဆိုးဘူးကြီးအမေကလူပြိုလွတ်လွတ်များဖြစ်စေခြင်းသေးလားမသိကြက်သွန်တောင်းကိုလည်းလက်နဲ့ပုတ်ထုတ်ပြစ်လိုက်ပြီးထငိုပြန်သည်ကြက်သွန်တောင်းသည်မိဖို့ဘေးမှပတ်ချလဲပြေးကခင်းမွန့်ရှိရောက်လာပြီးတင်းလက်စာကြက်သွန်လေးငါးလုံးသည်ဖျားခင်းထားသောကြမ်းမြန်ပေါ်တွင်လူးလိမ့်နေကြလေသည်ပပဲလုံးဒရိုလေးကအမေဘေးတွင်ထွက်ကြခဲ့ပြီး အမိတ်ငိုတန်းကိုတုံးလုံးလဲလျက်နားဆွင်နေပုံရ၏။ကြက်တုံကွန်တွင်မူအိယာဘဲတတော်တော်လွင့်ကတစ်ချက်ချက်မြည်၍ပြေးလေ၏။ဤနေရာတွင်မိဖို့ဤနေရာတွင်အိယာဤနေရာတွင်ထမင်းစားလူရအသုံးပြုနိုင်သောသူတို့အိတ်ခမ်းလေးသည် အမိတ်ငိုတန်းဖြင့်ကြွဲ့ညံ၍နေတော်၏။အိုးအမေကလည်းအဖေရွယ်ပါဆိုမှမုတ်ဆိုးဖို့ဖြစ်လို့ပဲတော်သေးတာပေါ့။ဘာဖြစ်ပြလူလွတ်ပဲဟာ။အဖေရွယ်ပဲဖြစ်ဖြစ် အဖိုးရွယ်ပဲဖြစ်ဖြစ် ယောက်ျားတွေဆိုတာတူတူပါပဲအမေရာသူ့စကားကိုကြားတော့အမေအငိုရက်သွားသည်ဟမ်ဘာတူတာလဲကောင်းမပြောစမ်းဟင်ဘာတူတာလဲအမေငေါက်လိုက်မှသူ့စကားသူပြန်စင်စားမိသည်ခင်မွန်သည်နှခမ်းကိုတွန့်ကအမေကိုစောင်းကြည့်လိုက်ဟင်ဩအမေရလေအဖေရွယ်ဖြစ်ဖြစ်အဖိုးရွယ်ဖြစ်ဖြစ်အသက်ကြီးကြီးငယ်ငယ်ယောက်ျားဆိုတာတာမရကိုလှုပ်ကြွေးဆောင်းရှောက်ကြတာအတူတူပါပဲလို့ပြောတာပါအမေရဲ့ အမေကအနှက်တစ်ချက်ညင်လိုက်သည် သူ့အပြောသည်အမေကိုကြေးအေးစေလောက်သည်ဟုထင်တော်လဲအထက်ဆင်စားအောင်မအမေစကားတန်တွေကပလုံးပထွေးထွက်လို့လာပြန်သည်ကောင်မကမရတောင်မလုပ်ရသေးဘူးသားကပါလာပြီငါသေးခြင်းနဲ့ငါသေးခြင်းနဲ့အမေကသေးခြင်းသည်တူမကြောက်ဘူးလောကကြီးမှာ အမေတည်သွားမှာကို သူအကြောက်ဆုံးဖြစ်သည် ဒီအပြင် အမေတယောက်မပြည့်မစုံဆင်းဆင်းရဲရဲနဲ့တည်သွားရမည်အဖြစ်ကိုပို့လို့တောင်းကြောက်သေးသည်တည်သွားမည်အမေအတွက်သူစိတ်ဆင်းရဲရမည်ဖြစ်တယ်လို့ကြံခဲ့မည်သူ့အတွက်လည်းအမေစိတ်အေးရမည်မဟုတ်နှုံချာလာတော့သူတို့ဘဝထဲမှာအရင်ထွက်ခွာသွားရမည်အဖြစ်ကိုပင်ကိုလွတ်ယုံရာကြနေမှာဆိုပြီးအမေနောက်ဆန်ငင်လာမည်ပြီးတော့အမေဒီရုပ်တွေနံတွေဖြစ်ပျက်တွေကိုနားမလည်နိုင်ပဲတရမာကိုအလွန်ကြောက်တည်သူ့ သူကဝေဒနာတွေခံစားရင်အမိတယောက်တိတ်မင်းနဲ့ရင်ဆိုင်နေရချိန်တွင်စေကောင်းဝါကောင်းနဲ့မကုသနိုင်ပဲလက်ပိုက်ကြည့်နေရမည်အဖြစ်ကို တွေး၍ကြောက်သည်သူအမေရဲ့ကျမလည်းဒီတေကန်နီးကြီးကိုဘဲယူခြင်းပါမလဲဒါပေမဲ့အမေလည်းတေကန်နီးပဲမဟုတ်လားအဲ့ဒါကျမတို့ခဲ့နေတာပဲကျမတော်ဝန်တစ်ခါတည်းမပူဘူးဒါပေမဲ့ဒီလိုပဲအိမ်စုပ်လေးတဲ့တသက်လုံးငှားနေရင်အမေတည်သွားရမှာလား ပြီးတော့ခင်မွန်တသက်လုံးပြန်ကြလှုပ်ရှားနေရမှာကိုမကြည့်ရဘူးဆိုလမ်းထိပ်ကလက်ဖက်ရည်လေးဝဲတိုက်လိုက်ဘရားကျော်လေးတုတ်စားလိုက်နေနေမကောင်းရင်ငန်းစည်းတို့အခုတ်ထုတ်စည်းတို့နဲ့ပြီးရတဲ့အခါကျမအသေးနှလုံးတွေကကားဘိတ်နဲ့အကျိတ်ခံလိုက်ရတဲ့ဟင်းရွက်တွေလိုပဲစိစိကြည်ခဲ့ရပါတယ်အမေရဲ့သူ့ရင်ထဲကနူးညံ့သောစကားတွေကိုအမေကြားစေခြင်းသည်တော်တော်ဓာရီပြောလိုက်မှရင်တယ်လိတ်တက်လာပြီးဝမ်းနဲ့စွန့်နေမှုတန်ကိုသူမခံနိုင် အမေပဲပြောတာပဲတကောမရှိတဲ့ကုတ်ကားဆိုတကောမရှိတဲ့ဖယားအလံမရှိတဲ့ယထားပါအေးညိဟာကအရေးတဲ့အမေကအမားပြန်နေပြန်သည်ခင်မွန်သည်တက်ပြင်းတစ်ချက်ကိုရှိုက်လိုက်၏အမေကိုမြည်တို့စီယုံရမြေကိုစဉ်းစားနေစဉ်ကုတ်ကားစင်တို့အခန်းမှာဖယားစာဖတ်တန်းကြားရလေသည်ကုတ်ကားစင်တို့မိသားစုသည်စားနိုင်တောက်နိုင်ဖြစ်သည်ဖြင့်ဟိုဘက်ရှေ့နောက်နှခမ်းတွဲယူ၍နေကြသည်ဖယားဝတ်ပြုလဲပြက်လေမရှိ ဘာပဲဖြစ်ဖြစ်ကိုကာဆင်တို့မိသားစုကိုသူခင်သည်ကိုကာဆင်မိမအမတ်တူကလည်းခင်ဖို့ကောင်းသည်ဈေးပိတ်တည်ရက်တွေမှာမတ်တူနဲ့ကလာကအတူကြည့်ရသည်မှာပျော်စရာကောင်းလာ၏တို့တော့မတ်တူကသူ့မောင်မောင်မောင်သိန်းကိုခေါ်ခေါ်လာတတ်ခါမောင်မောင်သိန်းငွေရှာတော်ကြောင့်မြို့ထဲအခန်းကားနေနိုင်ကြောင်းတွေခဏခဏပြောသည်ကလာမင်းသားကိုကြိုက်တော်လဲမောင်မောင်သိန်းကိုတော့သူမကြိုက်ပြီးတော့သူ့အကြိုက်ဆုံးသားကလည်းဝက်သားဖြစ်နေသည် ဥကျော်ခင်ကိုယူဖို့မတော်ရော်စဉ်းစားတော့လဲအပေါ်ဓာတ် TV မှာကြားကြားနေရတော့အမျိုးချစ်တဲ့တချင်းတွေကိုတော့ခင်မောနားလဲပါသည်ဥချစ်ကြီးကိုလည်းကြုတ်ကြောက်တယ်တော့ခြေရင်ကန်းကဥချစ်နဲ့လှဲ့ချောက်လိုက်တော့အမေငြိမ်သွားသည်သူ့မမဟုတ်ဥချစ်ကိုတော့အမေလဲကြောက်သည်ဥချစ်ကမမိုးလင်တော့လူကောင်းလုံးလုံးဖြစ်သည်မိုးလာလင်တော့တအိမ်လုံးရှိသည်များရိုက်နဲ့တောင်းချမ်းကလူကုန်းမှရိုက်၏ဥချစ်တောင်းချမ်းလည်း ပတ်ဝိုင်းတဝိုင်းစာရှိမည်ကလေးတွေကတက်နှစ်သုံးတိုင်ပေးလိုက်သည့်အတိုင်းစီကနေအုံငိုကြပေမည်ထိုကားမရလို့သူကတက်မတက်ချက်မတက်မူးမေ့ခြင်းဟန်ဖြစ်ရပြန်သည်အားလုံးတိတ်ဆန်းဟုတ်ကောင်းမငူရမာရရလုံနေနဲ့ထွေးကြက်သေးတုံးနေနေအောင်မင်းကြက်ကြက်တရီသားအပြုံနုနုထွတ်ထွတ်ကလေးကိုကောက်ယူပြလိုက်အောင်မေ ဥချက်ကသူ့မယားမတ်ကြီးကိုတရီထားခိုင်းတော့လဲတကယ်တရီထားနေရသူကခင်မွန်ဖြစ်သည်အမေကလည်းညရောက်လင်းအိယာဘေးတဆန်းဆန်းခင်မွန်ဟဲ့ခင်မွန်음မာလဲမေမာဖြစ်လို့လဲအော်အေးညရှိလားရှင်ပြီရောအမေကအစိုးရင်ပိုနေသည်သူကလည်းညကြီးမင်းကြီးတယောက်ထဲတော့တဘိုးတဘာထမသွားရဲပါထိုကမတ်ကြီးကမတိသားဆိုးဝါးစွာ ကျုပ်ဖြင့်ဒီသက်ဒီရွယ်ရှိပြီ။တရဲ့ဆိုတာမမြင်ဘူးပေါ့။ဟုလာကွန့်တတ်သေး၏။တကယ်တော့ဥကျော်ခင်ကိုယူလိုက်ချင်းသည်ဥချေရန်ကလည်းအေးပြီးမောင်မောင်သိန်းစကွဲမှလည်းလွတ်ခါကာပင်အကျိတ်ခံရမည်ဘေးမှလည်းကင်းဝေးသွားမည်အပြင်အမျိုးကိုလည်းမထိခိုက်သောကိစ္စဟုကြံဖန်ကဂုံတင်ရပြန်သည်။ထုံးဖေကြရဲ့ညီကိုတတ်မှ အမေကသူ့သားနဲ့ခင်မွန်းကိုပြန်ခြောက်သည်။အဲ့ဒီတော့တေးလဲအေးတာပဲမေယား။ အမေသာကျမတည်သွားရင်ဘယ်မှနေမလဲစဉ်းစားတာသူဘုတော်လွှတ်လိုက်သည်အမေပါမှပြန်မပြောမျက်လုံးကလေးလည်းကရှေ့ခွဲနှဆချာကထွက်ကြနေသောဗိုက်ပြော့တွဲတွဲလေးကိုစိုက်ကြည့်နေသည် ထုံးဖေက အလုတ်ကောင်းပေမဲ့သူရတာက ခလေးဒါဇင်ဝက်နဲ့သူတောက်တာစားတာနဲ့ချွေးမလုတ်သူကလည်းညူညူဆူဆူငါဘယ်ကြောင်ကတ်နေရပါမလဲအမေတကယ်စဉ်းစားနေပုံရသည်ကျုပ်တေချာစုံစမ်းပြပါဘီ ။ဥကြော်ခဲနေတဲ့အိမ်ကသူ့ပိုင်မဲ။သူ့သားကိုကွက်တက်ထဲကအိမ်ရော သူ့အမေအတွင်းပစ္စည်းတွေရော ခွဲပေးပြီးသားတဲ့။ဈေးထဲငှစားထားတဲ့ဆိုင်ကန်းကလည်းသူ့အိုစာမင်းစားတဲ့။သူ့ယူတော့ကြုံလဲကြကြနာနာဈေးရောက်ရတာပေါ့အမေရဲ့။အမေကောင်းသေးစက္ကနဲလက်လာကခင်မွန်နဲ့မျက်နှာချင်းဆိုင်လဲရှူတိုးတိုးကြီးရှိလေသည်။ညီကပစ္စည်းမဲ့လို့ပေါ့။နို့ကျုပ်ကသူ့စီကဘာမဲ့ရမှာတော့။အမေကောင်းသေး သူ့ပိုက်ပြောတွဲတွဲလေးပေါ်တော့ပြန်ငိုက်ကြသွားရပြန်သည်ကြားကြိုက်ပါတယ်ဆိုမှအပေါက်ကလေးနဲ့လာလို့အမေကလုံနေသေးသည်ဆိုင်ကန်းနဲ့ဘာနဲ့ကြကြနာနာဖြစ်သွားမှခိုကားသမားတွေကိုခေါင်းမော့ပြလိုက်ရအောင်မြင်သူ့လိုနှကန်းပဲ့ခြင်းမိမုတ်ဖို့ပြင်နေသည့်အကောင်တွေလဲဒါမှမှတ်မိထင်၏ပြီးတော့တကယ်လဲမှုတ်ကြတာမဟုတ်ထိတ်ကလေးပုတ်သွားလိုက်ကြောကလေးရိုက်သွားလိုက်ဈေးကောင်းယုံကဟာရင်လဲ ော်လိုက်ငေါလိုက်တာမှရစရာမရှိဆိုင်နဲ့ကနားနဲ့ဖြစ်သွားလဲဒင်းတို့ဘာသာအလိုလိုဟန်ကအဲ့ဒီကြမှာအပေါ်စီကဆက်ဆံပြရမည်သူ့အိမ်ကအကျဲကြီးတော့တိလားဖះဆောင်ကတတ်တတ်အိမ်ငန်းကလည်း၃ငန်းတောင်ရှိတယ်မိဖို့ကလည်းနောက်မှာအခန်းဆွဲပြီးတတ်တတ်ချက်ရတာအဝီစီတွင်းကလည်းအမေရဲ့ကောက်မှကောက်ခင်မော့အတန်းဒီတက်ကြွနေ၏သူ့လိုပင်မဆမ်းမြန်အတန်းတွေကလည်းတက်ကြွလို့နေခဲ့သည် မဆမ်းမြင့်နာမည်ကိုကြားလင်ဒီကောင်မဂျုံမွေတာစနေဂျိုဟုဒေါသထွက်ကပြောရင် အမေငိုပေအုံးမီတကယ်တော့အမေပြောသည့်စနေဂျိုကအထွန်ဂျုံကံကောင်းခြင်းလက်ဆောင်တွေကိုမဆမ်းမြင့်တည်ဆောင်လာသည်ဟုတာခင်မွန်ထင်နေသည်မဆမ်းမြင့်ကညီစင်စားနော်အဖိုးကြီးကစိတ်ကောင်းလက်ရှိတယ်တို့ကျင်ကျင်ချိန်နေတဲ့အပြိုကြီးတွေတခုလက်တွေမုံဆိုးမာတွေလည်းရှိပါတယ်ဧ ညီကမုံမုံရီရီရှိလို့တဲ့မဆမ်းမြင်စကားကိုသူယုံသည်ဇေလန်ကြတဲ့ဘုံစာမိစဉ်ဒေါသပွားရတာကလွဲလို့သူဒီချိုတာအေးမြစွာနေတတ်သူနာမည်ကိုကခင်မုံမဟုတ်လားအဲ့ဒါလိုမုံမုံရီရီရှိသည့်တနေ့မှာပဲမဆမ်းမြင်စီသူရောက်သွားသည်မဆမ်းမြင်ကဇေရေနေပြန်တို့ပေးသည်သူဥကျော်ခင်ကြီးအတော်မမာဘူးငါခေါ်နေလို့အဖော်လက်ခဲ့စမ်းမအီး မဆန်းမြင့်တို့ကဥကျော်ခင်အိမ်နဲ့မျက်ဆောင်ထိုးမှအိမ်ငါနေသည်ဥကျော်ခင်ကလိုရာရှိလင်သူတို့လင်မယားခေါ်ခေါ်ခိုင်းသည်ပေးသည် ကန်သည် မဆန်းမြင့်တို့လင်မယားကဥကျော်ခင်နဲ့မကင်သူကမဆန်းမြင့်နဲ့မကင်ပျော့ခွေနေတော့ဥကျော်ခင်ကိုသူတို့နှစ်ယောက်ပွေထူရသည်အဲ့ရဘဲတွင် ဟောလစ်တွေအိုဗာတင်းတွေကပတ်လဲဝိုင်းနေသည်သို့တော်ဖြောပေးမည်သူမရှိရင်းနှွေးကလည်းမရှိညီညီကေအိုးငါရင်းနှွေးပြန်တော့ယူလိုက်အောင် မဆမ်းမြင့်ကအိမ်ခဏပြန်သွားသည်သူအိမ်ကြီးကို ငေးကြည့်နေသည်ဥကြော်ခင်ကသူ့ကိုငေးကြည့်နေသည်ဥကြော်ခင်အိမ်မှာတော့ဖះဆောင်ကိုသူအကြိုက်ဆုံးဖြစ်သည်ကျေးတွန်းကိုရောကြီးမှာတထောင်ကျော်ကျော်လောက်ရှိ၏အမြောက်ဆန်နှင့်လှုပ်ထားသောကျေးပန်းအိုကြီးကငါးလုံးတောင်ရှိတော်လဲအယောင်တင်ပေးမည်သူမရှိသည်ဖြင့်မိန်ချောက်နေကစောစိမ့်ပန်းတွေပင်ညှို့ချနေသည်ဖះဦးကောင်းတော်နှင့်ကျေးပန်းအိုတွေကြားပင့်ကိုအိမ်တွေကကန်ထရိုက်တိုက်တွေလိုတန်းစီနေလေသည် ဥကြောခင်ကိုယူပြီးလင်တော့ဖျားပန်းတွေဝင်းနေအောင်ထိုးကဖျားစင်တစ်ခုလုံးတပ်ပေအောင်ပြင်ဆင်ရပေမည်။ယောဂီတပတ်ကလေးချာကဖျားစင်ရှိအားရပါရထိုင်းရှိခိုးနေမိအမေအတွင်ကိုမြင်ရောင်နေမိသည်။ပြီးတော့အိမ်ဦးကမှအမေအေးအေးနေရမည်။ယခုတော့သူတို့ဖျားစင်ကညောင်ရီအိုးနှလုံးတင်းသည်နှင့်ညှွချင်ချင်းရှိလေ။ရေစီလဲငါပြေမတူးသားတွေနဲ့လမ်းထေရေထွက်တက်ရသည်ကလည်းနေတူဝါ။ တဝိုင်းလုံးမှာအင်ရှင်ပါဝင်မိသားစုလေးခုအတွေ့အင်သားကနှလုံးသားရှိသည်အင်ရှင်ကသူတို့တလုံးကိုတော့ခတ်၍သုံးတော့ကြံတလုံးနဲ့မိသားစုသုံးခုပြဿနာကလည်းမသိသူကတော့အစေးအင်သားရှိ၏အမေသားခက်သည် အသက်ကြီးတော့သွားချင်လင်းချက်ချင်းပြီးတော့ဦးကျော်ခင်ကမီးလိုင်းကိုနှစ်လိုင်းတောင်ချိတ်ထားတာတလိုင်းမလာရင်တလိုင်းပေါ့အမေရဲ့အမေအတန်ကလုံးလုံးတိတ်သွားသည် တကယ်တော့သူတငယ်ချင်းထားရင်ကိုကြည့်၍တငန်းစာယူဖို့ကောင်းသည်ဟုခင်မွန်ထင်လေသည်ဒီလိုအိမ်ချင်းချင်းလေးတဲ့ပထွေးနှင့်တသက်လုံးအတူနေလာပြီးနောက်တော့အမေကြီးငုတ်တို့ရှိဒီပထွေးနှင့်ပဲပြန်ညာရသည့်အဖြစ်ထားရင်နှင့်စာလင်သူ့ဖြစ်ကမှတိတ်ခါရှိသေးသည် ဟုမဲတင်မိပြန်သည်အမေကတော့တွင်ငင်းငီးလေးလိုရင်သူ့ကိုမကြည့်ပဲနေသည်။နှစ်တစ်ချက်ရှုံကမြစ်တောင်လေးပုတ်ခတ်ပုတ်ခတ်လှုပ်နေပုံမှာ အငေါက်ခံထားရသောခလေးနယ်ရှိ၏အပေါ်အောက်ရှည်သွားနှချောင်းစီကျိုးနေသဖြင့်အမိနှကန်လေးတွေကပူပေါင်းဖင်လိုဆူရှုံရှုံလေးဖြစ်နေသည်လေပင်တဝိုက်ဆွဲကြိုးတွေဆွဲထားသလိုတွဲကျနေသောအရေပြားတွေအပေါ်မှဲ့အသေးလေးတွေပေါက်နေရာ အမေသည်တရွရွဆန့်နေတတ်သည်ဦးကျော်ခင်ကတော့အမေလိုအရေပြားတွေတွဲကျမနေတော့လဲအထက်အောက်လေပင်ကြောကြီးတွေထောင်းကပယိုးနေရို့ချောင်းနေပုံမှာဇယားကမထန်းဤနမိတ်လက္ခဏာဖြစ်ပေရာ ထုတ်ပုံကိုမနှဲမျက်စီတဲကဖြောက်ရလေသည်ဆိုင်လဲထိုင်ရင်မဆမ်းမျက်နဲ့လုတ်ကင်စားကြပေါ့တဲ့ကိုကျော်ခင်ကအမျော်မြင်ရှိပါတယ်မေရဲ့မျက်ရည်ချောင်းနဲ့ကြောင်းတဏ္ဍာကွက်ကြဖြစ်နေတော့အမေပါပြင်ပြော့ခွက်ခွက်လေးကိုရွှတ်ခနဲတစ်ချက်နမ်းလိုက်အမလီကိုကျော်ခင်နဲ့ကိုကျော်ခင်နဲ့နေอยู่ရမှာမဟုတ်ဘူးဟဲ့မိခင်မွန်ရဲ့ငါอยู่ရမှာဟဲ့ အခန်းပောက်ဝမှာလေးတစ်ချက်ဆောင်းဝင်လာချိန်တွင်မိဘမှပြာမုံတို့ဝိတ်ထားလျက်ကြက်တော်ကွန်တွင်နှင့်မိဖွဲ့ကြလေသည် လေအပင့်တွင်ဤကနေတစ်ချက်ထအော်ကားငိုပြန်သောဖျားစဉ်ရှိကြကြနာနာထိုင်ကဖျားရှိကိုနေသည့်အမေပုံကပျောက်သွားသည် သူ့ပါဇက်ကလည်းဘာကြောင့်များကိုကြော်ခင်းလို့ထွက်သွားပါလေ ဖယားတရားလို့ရမယ်အရွယ်မှာမရငငယ်လေးယူခြင်းမတဲ့ဆိုမှအမေလိုတေကန်ဒီအချင်းချင်းကိုမယူပဲကြုတ်ကိုယူတာပေါ့အမေရဲ့ဒုံဝေးရန်ကိုဟုသူစဉ်းစားမိသည်တို့တော့အကြီးတွေရိတွေပြော့ဤနေတော့ကို့အမေကိုချင်နိုင်နန်းနိုင်တော့လဲခုမှခုတွေ့ရမည်မကြခင်ရိတွေလာအောင်မြဥကြခင်ကိုမူစိတ်ထဲတွင်မှန်းဆ၍မတ္တရီနိုင်တယ်လို့ရှိလာပြန်သည် ထို့ကြောင့်ခင်မွန်သည်ဥကြခင်ကိုဖျောက်၍ နေရန်ဘောကသူ့အကြိုင်မင်းသားလူမင်းကိုသာစိုက်ကြည့်ရလေသည်လူမင်းကလည်းပြုံပြုံလေးသူ့ကိုပြန်ကြည့်နေပြန်ရာထိုကားမှစိတ်သက်သာသလိုရှိတော်သည် ထို့နောက်ခင်မွန်သည် ဥကြော်ခင်ယူရီမဲဆွေတရားကိုဆက်ဟောရပြန်သည်သူလည်းမဖြစ်လို့ပေါ့အမေရေကျမကိုလည်းပြောပါတယ်သူ့ရွယ်ဟာဖះရနဲ့တရားနဲ့နေရမှာပါတဲ့အသက်ကြီးလာတော့ဆေးပေးမိอยู่လိုလာတယ်တဲ့သူ့သားကလည်းတလတစ်ခါတောင်ပေါ်မလာဘူးတဲ့ ချွေးမကလည်းတော်တော်ဆိုးဆိုးပဲဖရာတရားတော့ရှိပါတယ်မေမရဏတုတ်တောင်နေတိုင်းရွတ်တယ်ပြောတာပဲဆက်ကနေအမေခေါင်းထောင်လိုက်ပြီးတော့သူ့ဘက်တဖြည်းဖြည်းချင်းလှည့်လာသည်မရဏတုတ်ဟုတ်တယ်ကျုပ်ကိုပြောတယ်သူမရဏတုတ်နေတိုင်းရွတ်တယ်တဲ့ကြောက်နေကန်နေနေချင်တာပါတဲ့ခုဟာကမဖြစ်လွန်လို့ပါတဲ့အင်ကြီးတလုံးနဲ့သူ့ဟာသူချက်ပြုတ်စားရရှော်ရဖွင့်ရတခါတလေနေပြုတ်မကောင်းရင်ရင်းနှီးတောင်တောက်စရာမရှိဘူးတဲ့လေ သူကဥကြော်ခင်ဘက်မှတာတာကဲကဲလေးပြောလိုက်သည်အမေကတော့ဘာတွေစဉ်းစားနေသည်မသိမျက်မှောင်ကြောက်ခါငြိမ့်နေသည်မရဏတုတ်ငါမချားဘူးပါမင်္ဂလာတုတ်တို့ယရဏတုတ်တို့ပဲချားဘူးပါတယ်စိတ်ရှုပ်ပါသည်ဆိုမှအမေကကြာစံတုတ်ကြီးခေါင်းပေါ်ရွက်လာပြန်သည် အရေးတဲ့များညင်းဖို့ပဲတည်တယ်ပြီးတော့ကြောင်စီစီနဲ့မျက်လုံးစုံကိုပြူကသူ့ကိုလှမ်းကြည့်သည်ညီနာကြများလွဲသလားအိုးအမေကလည်း မရဏတုတ်ပါဆိုမရဏတုတ်ပေါ့သူပြောတာပဲဒီရွယ်ကြီးကြမှာလိန်ပြောပါမလားဟုတ်မှာပေါ့အသက်ကြီးပြီဆိုတော့မရဏတုတ်ရွတ်တာနေမှာပေါ့အမေတွေ့နေသည်မြတ်တောင်ပဲမခန်းထတ်တော့မငိုတော့သူတို့ခံလေသည်အသက်ရှူတဲ့နှစ်ခုမှလွဲ၍တိတ်ဆိတ်ပြီးငြိမ်ဝှလို့သွားပြန်သည်မရဏလမ်းပေါ်ရောက်နေလို့မရဏတုတ်ရွတ်နေရတဲ့အဲ့ဒီရွတ်တာကြီးကိုဘယ်သူလိုချင်မှလဲအမေရဲ့ကျမလည်းတည်ခြင်းဆိုအပေါင်းရဲ့ရံကလွတ်ပြီးအမေတည်ခြင်းမဆိုးရအောင် တေးချင်းကောင်းပြီးအတိဖြောင်းအောင်လို့ပါမေရဲ့မရဏလန်းကို အမေဖြောင်းဖြောင်းကြီးသွားနိုင်အောင်လို့ပါဒီစကားကိုတော့တေးရမှာကြောက်တဲ့အမေတယောက်ဝမ်းနဲ့မှာဆို၍သူမပြောတော့ပဲရှင်တဲတွင် တင်းကျပ်ပြီးတောင့်ခံထားလိုက်လေသည် အမေရောသူပါငြိမ်သက်နေကြသည်ဂျိုင်းခွက်ထူပြောရာလမ်းခွေလမ်းချင်းလေးထဲမှာအမေနဲ့သူစံတဝါဝါလမ်းလျှောက်ခဲရတာကြပြီ ပင်ပန်နွမ်းနယ်လွန်းသည့်အပြင်ဖဝါတို့လည်းပုံပေ၍ကုန်ပြီး ခုတော်ဦးကျော်ခင်က ဖြန့်လန့်မှခေါ်နေသည်သို့တော်ဦးကျော်ခင်ထံမှချောင်းတဟုတ်ဟုတ်နဲ့ချွတ်ဟတ်တန်ကြားရပြန်ရာစိတ်လေးသွားရလေသည်ထယံဘောကလူမင်းကတော့သူ့ကို ပြုံးပြနေစေသာဖြစ်၏ခင်မွန်သည်လမ်းစုံလမ်းကွာတွင်ရက်လျက်ဦးကျော်ခင်က တဖက်လူမင်းကတဖက်ဖြစ်ကားဘဲစီလိုက်ရမည်မသိလွန်ဆွဲတယ်လို့ရှိကမဝေကွဲနိုင်ပဲဖြစ်နေရသည်လျှက်ရပြည့်အမေလှုပ်ရှားသွား၏ ဘေးတွင်တုံလုံးလဲကြနေသောဒရိုကလေးကိုကောက်ကင်လျက်ဖင်တရွတ်ရှော့တွင်သူ့နာသို့အမေကပ်လာသည် ပစိုးပေါက်ဖာထားသလိုအနားတို့ရှုံ့မွနေသော မျက်လုံးစုံသည်အစင်သည်ဖြင့်မွေးချောင်နေပါလျက်ယခုအခါဝင်းဝင်းတောက်၍နေသည်လိန်၍လိတ်ကြနေသောဘော်လီကျိုးအောင်မှပျော့စီစီလက်မောင်းကလေးသည် အထက်သို့မြောက်တက်လာပြီးဒရိုကလေးသည်ခင်မွန်မျက်နှာရှိတရွတ်၍နီးကပ်လိုလာသည်ခင်မွန်သည်မင်းတက်နေသည် အမေဒီမလေးရှားကားတဲကဆုံးမလို့ပါဇက်ကိုပွစီပွစီလှုပ်ရင်းသူ့မျက်နာနာတို့တဖြည်းဖြည်းတိုးကပ်လာလေသည်မြောက်ထားတော့အမေလက်သည်ခင်မော့လဲပဲနဲ့တထွားကွာကွာတွင်ရက်တန်သွားသည်မရဏလန်းဆိုတာတနေ့သွားရမှာပဲညီအဖေလောက်ဟာကြီးကိုယူလို့ကတော့ဓာကြည့်ထားမရဏလန်းကိုစောစောစီစီကြွာမြန်းချင်လို့ပဲမှတ်ခင်မွန်ဒီအမေပေါ်နဲနဲမှကြောက်စိတ်မရှိတော့လဲဆက်ခနေတော့တုန်ခါသွားသည် သူ့အဖြစ်သူပူပူထူထူဖြစ်လာကတကိုယ်လုံးရှိန်ဖိန်၍တက်လာသည်သူ့ကောင်းမှာဆယ်စားလောက်ကြီးလာတယ်လို့ဖြစ်ပြီးအသက်ရှူတမ်းမှာမမှန်ဟုထင်လာသည်ကောင်းတုံတုံလက်တုံတုံနဲ့ဥကြော်ခင်ထံမှမေးရိုက်တန်းလိုလိုအမောဟိုက်တန်းလိုလိုနားရဲကြားရောင်ပြန်သည်ကို့ဘာသာကိုလည်းအသက်ကိုတစ်ခုပြီးတစ်ခုကြော်ရှူနေသည်ဟုမှတ်၏လူမင်းကတော့နှကန်းတောင်လေးတွန်ကပြုံပြနေစေဖြစ်၏အတော်ထက်နေသေးသည့်ဓာကလေးအောက်တွင် ဥကျော်ခင်ဤတွမိုးပြင်ကအဝိဇိတွင်နှင့်မိမမှန်လာနေသောဥပနောက်ခန့်အင်ကြီးသည်ပေါ်ကြီးပြောက်ချီဖြစ်နေသည်မြင်းရိုင်းတကောင်လိုအရှိန်ကောင်းကောင်းနှင့်ပြေးနေသောခင်မွန်တယောက်အမိသားအောင်မှဆက်တက်၍သွားမှာပဲအိယာဝဏ္ဏရောဟင်းနဲ့မှာရောပြော့နေသည်သူတို့ခန့်ချင်လေသည် ပုံမှန်ပြန်ဖြည့်၍သွားလေသည် မခင်လေးမြားနံမောင်မဂဇင်ဇန်နဝါရီလ 2000ပြည့်နှစ်နားဆင်အပိခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်